ပြီးရင်စစ်မှုထမ်းအစားထိုးပြီးကျေးရွာတွေကိုစားစစ်မှုထမ်းဆောင်ဖို့မျိုးပေါ်လူငယ်တွေကိုအတုံးချပါတယ်တဲ့အဲ့ဒီလိုလှုပ်လာတဲ့နောက်ဆက်တွဲဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိုးချိုးတွေကတော့တချို့လူငယ်တွေကပီရီယက်တဲ့ပြေးဝင်ကြတာတွေဖြစ်လာတယ်တဲ့တချို့သောကျေးရွာတွေမှာစစ်မှုထမ်းငွေကြေးကောက်ခံမှုတွေများပြားလာတဲ့အတွက် PDF တွေကစစ်တပ်မလာဖို့တာဝန်ယူပေးမယ်ကျွန်တော်တို့ကိုကြည်ဖို့ပေးလှူပေးဆိုပြီးတော့လိုက်လံစည်းရုံးတယ်တဲ့ လိုက်လံစည်းရုံးတဲ့အခါလာစဉ်တရင်တော်ကိုတသောင်းချက် ကြည်ဖို့ကဲရန်ဖို့ထောက်ပံ့တာတွေလည်းဖြစ်လာပါတယ်တဲ့အခုဆိုရင်ငါတယောက်နေမြေတကြောကကျေးရွာတွေဖြစ်တဲ့တနက်ပင်ကျေးရွာကံမကျေးရွာအန်ကြီးကျေးရွာကလရဲကျွေးရွာစင်သားမွေးကျေးရွာအိုးရင်ကျေးရွာနဲ့တော်ပြားကျေးရွာတွေမှာ PDF တွေအထိုင်ချနေပြီအဲ့ဒီအနီးတစ်ဝိုက်ကအကျံဘက်လူအချိန်မရှောင်စစ်စစ်ဖန်းစီဓမြတိုက်လူသက်အကျံဘက်လောက်တာတွေပုံမှုများလာပြီး တရက်ကိုကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ပြည်ကံပြိုးပါတီဝင်များနှစ်ဦးကနေသုံးဦးအထိနေ့စဉ်အကြမ်းဖက်တပြက်ခံနေရကြောင်းသိရှိရပါတယ်တဲ့နော်ဒါကတော့သူတို့မူခင်းဟစ်တိုင်းမှာတင်လာတာပေါ့နော်ညောင်မြို့နယ်ကျောင်းတိုင်းဆရာတော်တပါ PDF အဖွဲ့မှာဖမ်းဆီးတဲ့မူခင်းအေပလန်၂၀မန္တလေးတိုင်းဒေသကြီးညောင်မြို့နယ်ငတယောက်မြို့နယ်ခွဲတောင်ကုန်းကျေးရွာတောင်ကုန်းဖုံးကြီး ကျောင်းမကျောင်းတိုင်ဆရာတော်ကယနေ့နဲ့ခုနှစ်နာရီခွဲချိန်ကတော့အကျမ်းဖက် PDF အဖွဲ့ကြီးကဖန်ဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်လို့နော်။ဒါကတော့ဒါတော့နောက်တစ်ခုကျွန်တော်ပြောချင်တာကဒီကိစ္စတွေကကျွန်တော်ကျွန်တော်အမြဲတမ်းပြောတယ်ပေါ်တာဆွဲဆွဲလို့ရတယ်မလုံစားနဲ့နော်ကျွန်တော်တို့တိုင်းပြည်နော်ကျွန်တော်ခင်ဗျားတို့တချို့သောထွေအုပ်တွေတချို့သောမားစားပါမူတွေတချို့သောလို့ကျွန်တော်ပြောတာနော်ခင်ဗျားတို့ပြီးမှကျွန်တော်ဒီလိုမျိုးပုံစံနဲ့ပဲအမြဲတမ်းပြောကြတယ် เนาะဟိုတချို့တော့เนาะအဲ့ဒီတချို့တော့လို့ကျွန်တော်ပြောတယ်မာတာပါမှုတွေထွေအုပ်တွေเนาะနိုင်ငံတော်နာဆာကဝန်ကြီးချုပ်တမ်မတော်ကာကွယ်ဥစည်းချုပ်အဘဒုချုပ်ကြီးတို့ဦးဆောင်နေတဲ့အစိုးရတရက်ကိုเนาะအောက်မှာလှုပ်ရှားပြီးတော့မှเนาะတမ်မတော်ကိုပုံမှားရိုက်ပြီးတော့မှအထင်အမြင်သိအောင်လုပ်နေတဲ့မာတာပါမှုတွေထွေအုပ်တွေရှိတယ်เนาะအဲ့တော့အခုကြည့်နေတဲ့တက်ကိုကိုမိသားစုကိုမနှမျောပဲနဲ့เนาะတိုင်းပြည်ကိုပြုပြင်ကောင်းပြောင်းလဲစေခြင်းလို့ ကောင်းစေချင်လို့အမှန်တရားကိုပြောတဲ့လူဆိုတာလက်ချိုးယူတက်လို့ရတယ်နော်အဲ့တော့ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ဆိုတာညောင်ဦးကတာဝန်ထမ်းဆောင်နေတဲ့ဂျီဝိုင်းသူသိတယ်မတ်တီတာယူမှုလည်းသိတယ်နော်တရားလည်းဆွဲထားတယ်ခမားတို့ယူတဲ့ပတ်စံသိန်းနဲ့နေရ20လဲပြန်မပေးဘူးကအိမ်ပေါင်ပေးလိုက်တာဟောအိမ်ပေါင်ပေးလိုက်တာဒါပေမဲ့ခမားတို့ဖြစ်စေအမှန်ကိုကျွန်တော်ကအတန်ပိုင်နေတဲ့တကွာထုတ်ပြမှာ အားလုံးပဲမင်္ဂလာပါဒီကနေမှာတော့ညောင်ဦးတီတာယူမုံနယ်မှာပေါ်လာဆွဲချမ်းနေလို့ရွာသားတွေက PDF ကိုအားကိုးနေရကြောင်းအဘသားအာကြီးဖော်ထုတ်လိုက်တဲ့ရုပ်တံနဲ့အတူနေပြည်တော်ကိုစောက်ခဲ့တဲ့ကုမ္ပဏီတွေပြန်ဆက်သွယ်ဖို့စစ်ကောင်စီအမိန့်ထုတ်လိုက်တဲ့ထူးခြားသတင်းတွေပါ တင်ဆက်ပေးသွားခြင်းပါတယ်နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းရဲ့အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ဆောင်ရွက်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ဆက်သွယ်အကြောင်းကြားဖို့စစ်ကောင်စီလက်အောက်နေပြည်တော်စီပင်တာယာရေးကော်မတီကထုတ်ပြန်ထားပါတယ်နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ရုံးဌာနအဆောက်အဦတွေအထူးအဆောက်အဦတွေ ဝန်ထမ်းအင်အားတွေအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတွေအပါအဝင်အခြားအဆောက်အဦတိဆောက်ရေးလုပ်ငန်းမှာပါဝင်တိဆောက်ခဲ့တဲ့ကုမ္ပဏီတွေအနေနဲ့တတ်မှတ်ထားတဲ့လူပုဂ္ဂိုလ်တွေကနေတစဉ်ဆက်သွယ်အကြောင်းကြားဖို့နေပြည်တော်စီပင်တာယာရေးကော်မတီရဲ့အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တိဆောက်ရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ပါတယ်။ နေပြည်တော်ကပြောရမယ်ဆိုရင်အစ်စ်ပြန်ဆောက်ရမှာအကုန်လုံးနှိပါပြူကျသွားတာပေါ့တချို့ဆိုလုံးဝသုံးမရတဲ့အဆောက်အဦတွေရှိတယ်ရန်ကုန်ကိုတချို့တဝက်ရွှေ့နေပြီလို့စစ်ကောင်စီလက်အောက်ပညာရေးဝန်ကြီးဌာနကတာဝန်ရှိသူတဦးကပြောပါတယ်မတ်28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်က80ရာခိုင်နှုန်းနှိပါပျက်စီးသွားခဲ့တာဖြစ်ပြီးဝန်ကြီးဌာနတွေနဲ့ဝန်ထမ်းအင်အားတွေအများဆုံးပြူကျပျက်စီးခဲ့တာဖြစ်ပါတယ်မပြေပါဘူးဆိုเนาะ နော်အဆင်မပြေပါဘူးဆိုနေမှာဒီလိုမျိုးဘီလက်မီအဲ့အတူဘီလက်မီအတူတွေလှုပ်ပြီးတော့ရောင်းတာဗျာနော်အဲ့တော့ထက်ဆောက်လို့ထက်ပြိုလို့ရှိရင်အဲ့မှာသောက်ပြက်တနာတွေအကြီးကျယ်တက်အောင်မယ်နော်ဒါကတော့တောင်ကြီးကနော်ဟိုပါပေါ့အဲဘာပဲပြောပြောဖန်းစီတဲ့လူတွေကိုတော့ကျေးဇူးအထူးတင်ရှိပါတယ်ပေါ့နော်ဒီမကောင်းတာလုပ်တဲ့လူတွေမှန်သမျှကကျွန်တော်တို့နိုင်ငံမှာမရှိတတ်ပါဘူးပေါ့နော်ဟိုထောင်ထဲမှာဒီဘီလက်မီအတူလုပ်တဲ့အခုတောင်ကြီးပေါ့နော်ကျွန်တော်ဆွမ်းနာရှေ့မှာပြောသွားတဲ့လူတွေကိုပြစ်ဒဏ်ကိုပြင်းပြင်းထန်ထန် နော်တရားသူကြီးတွေကအမေ့ချတင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကခင်ဗျားတို့အစဉ်ဆက်ခင်ဗျားတို့ကြားသိခဲ့ရတဲ့ဇာတ်အတိုင်းပဲငွေများရင်တရားနိုင်တာတို့နော်အဲ့လိုမျိုးကိုကျိုးအတားကြီးတဲ့အချို့တော့ပေါ့နော်အချို့တော့လို့ပြောတာနာရှိဆက်ဝန်ထမ်းတွေနော်တကယ်ပြစ်ဒဏ်နဲ့ထိုင်းမြောက်တဲ့ထိုက်တင်တဲ့ထိုက်လျောက်တဲ့ဟာတို့ဆိုရင်တော့ကျွန်တော်ပေးရမှာပေးရမှာပါပြောရမှာပါဒီဥစ္စာဆိုတာဘီးလက်မြီအတုလုတ်တယ်ဆိုတာကကျွန်တော်တို့အိမ်ဆောင်မှာအိမ်ဆောင်မဲ့အချိန်မှာအခုတိုင်းပြည်ကငလင်းလုတ်ထားတဲ့အတွက်အိမ်ဆောင်မဲ့အချိန်မှာတုံးရမှာနော်အဲ့ဒီအိမ်ကမခိုင်းမကန်ပဲနဲ့ဖြစ်သွားရင် စိုးကျိုးတွေအများကြီးရှိတယ်ကွာနော်ကဲအဲ့အိမ်မရှင်တွေအသက်တေးကြီးပျက်စီးရမယ်အပြီးအိမ်ဆောက်ပေးတဲ့လူတွေပြဿနာတက်မယ်အိမ်ဆောက်ပေးတဲ့ကန်ထရိုက်တွေပေါ့တကယ်လည်းတော့အရင်းမြစ်အခြေခံကဘယ်ရလာတယ်ဆိုတာကိုသိဖို့အတွက်ကိုကျွန်တော်တို့ကဒါကိုကြိုးစားရမှာဖြစ်ပါတယ်နော်အဲ့တော့အားလုံးပြည်သူလူထုကလည်းပါဝင်ကူးပေါင်းပြီးတော့ဒီလိုမဟုတ်တာလုတ်တဲ့လူတွေကိုအားမပေးပါနဲ့နော်အဲ့တော့လူအသက်ပေါင်းမြောက်များစွာကိုညီမျိုးစုံနဲ့ကျွန်တော်တို့နိုင်ငံမှာအောက်တန်းစားတွေကလည်းရှိတယ်နော်အဲ့တော့နောက်တစ်ခုကတော့နော်ဒါနောက်တစ်ခုကတော့ကျွန်တော်တို့ပကံညောင်ဦးဘက်ကတည်င်းအမှန်ပါနော် အဲကျွန်တော်ဘွားတော့အဖြေခံဘွားနဲ့အမောခံလူသားနိုင်ငံတော်တက်မတော်ကာကွယ်ရေးဦးစီးချုပ်အဘကာချုပ်ကြီးဦးမင်းအွန်လိုင်းနဲ့နော်အဘတူချုပ်ကြီးနဲ့ဦးဆောင်နေတဲ့နာဆာကအစိုးရအဖွဲ့ဝင်အပါဝင်အောက်ခြေမှာအကျင့်ပြတ်ခြားစားပြီးတော့မှနော်ကျွန်တော်တောင်းတောင်းစစ်မှုထမ်းတဲ့ကိစ္စတွေဆိုကျွန်တော်မပြောပါဘူးကျွန်တော်ကျွန်တော်ရဲ့လက်တွေ့မြေပြင်မှာဖြစ်နေတဲ့အရာတွေရောအခမ်းအနားမှုတွေရောကျွန်တော်ဒီပြည်သူလူထုရဲ့ခမ်းအနားမှုပြောညောင်းညွတ်နေအတွင်းစစ်မှုထမ်းလူစားထိုးရန်ကြေးရော်များကိုအိမ်အောင်စုအလိုက်ငွေကြေးကောက်ခံမှုများရခင်ကတက်ပုံပုံပြုတ်လောက်လာပါတယ် ညောင်ဦးမျိုးနဲ့ငတရောင်းမျိုးနဲ့ကွဲကျေးရွာဥစုညာဖြစ်တဲ့ဆယ်ကျေးရွာတောင်တော်ကျေးရွာမြေနေကြီးကျေးရွာဥစုမြေတင်းတွင်ကျေးရွာလက်ပံတဲကျေးရွာညောင်ကြီးကျေးရွာတကောင်းတဲ့ကျေးရွာအောင်းညစ်ကျေးရွာပလီကြီးကျေးရွာကလေးရဲကျေးရွာကံသာယာကျေးရွာအင်းတိုင်ဆံပြဆံပြကျေးရွာစီတာကျေးရွာတွင်မြို့ပေါ်ရက်ွက်များဖြစ်တဲ့အမတ်တရက်ွက် အမှတ်3ရက်ကွက်အမှတ်6ရက်ကွက်အမှတ်9ရက်ကွက်များရှိအိမ်အောင်စုများသည်အိမ်ဒီနေအဖြစ်ချက်တန်းရောက်အိမ်ကိုချီခရီးကြတဲ့ခံရရှိပါတယ်ငွေကြေးကောက်ခံရမှာရက်ကွက်ဒေးဝါအုပ်ချုပ်ရေးမှုများကိုတိုင်းငွေမကင်ထားဖို့မျိုးနယ်ထွေအုပ်ကမှားကြားထားသောကြောင့်စေအိမ်မှုယာအိမ်မှုများမှဥဆောင်ကောက်ခံပေးနေရကြောင်းဒေသခံတွေထံကသိရှိရပါတယ် ထို့သောငွေကြေးကောက်ခံရာတွင်တေယွာလင်းအိမ်တော်စု300နှင့်400ကျားရှိသည့်အတွက်စစ်မှုထမ်းအပတ်စဉ်တစ်ကြိမ်ရောက်တိုင်းမှာကြေးရွာတေယွာလင်းငွေကျပ်380မှ220အထိမြို့နယ်ထွေအုပ်ထံလူစားထိုးအတွက် သွားပေးရတယ်လို့သိရပါတယ်တဲ့လူစားထိုးအတွက်ကိုမျိုးပေါ်ရက်ကွက်တွေကညအချိန်လမ်းပေါ်ထွက်တဲ့လူငယ်တွေကိုရဲတွေနဲ့တက်နဲ့ထွေအုပ်ကပူပေါင်းပြီး ဖမ်းဆီးတာတွေလုပ်ပါတယ်တဲ့ပြီးရင်ထွေအောင်ယုံတဲ့ကပို့တာလည်းရှိပါတယ်တဲ့ရဲစခန်းကတဆင့်ပို့တာတွေလည်းရှိပါတယ်တဲ့နော်ပြီးရင်စစ်မှုထမ်းအစားထိုးပြီးကျေးရွာတွေကိုစားစစ်မှုထမ်းဆောင်ဖို့မျိုးပေါ်လူငယ်တွေကိုအသုံးချပါတယ်တဲ့အဲ့ဒီလိုလှုပ်လာတဲ့နောက်ဆက်တွဲဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိုးချိုးတွေကတော့တချို့လူငယ်တွေက period တည်းပြေးဝင်ကြတာတွေဖြစ်လာတယ်တဲ့တချို့တော့ကျေးရွာတွေမှာစစ်မှုထမ်း ငွေကြေးကောက်ခံမှုတွေများပြားလာတဲ့အတွက် PDF တွေကစစ်တက်မလာဘူးတာဝန်ယူပေးမယ်ကျွန်တော်တို့ကိုကြည်ဖို့ပေးလှူပေးဆိုပြီးတော့လိုက်လံစည်းရုံးတယ်လိုက်လံစည်းရုံးတဲ့အခါလာစဉ်တရင်တော်ကိုတပေါင်းချက်ကြည်ဖို့ကဲရန်ဖို့ထောက်ပံ့တာတွေလည်းဖြစ်လာပါတယ်အခုဆိုရင်မတရောက်နယ်မြေတကြောကကျေးရွာတွေဖြစ်တဲ့တနက်ပင်ကျေးရွာကံမကျေးရွာအန်ကြီးကျေးရွာကလရဲကျွေးရွာစင်သားမွေးကျေးရွာအိုးရင်ကျေးရွာနဲ့တော်ပြကျေးရွာတွေမှာ ် PDF တွေအထိုင်ချနေပြီအဲ့ဒီအနီးတစ်ဝိုက်ကအကျန်းဖက်လူအချိန်မရှောင် စစ်စစ်ဖန်းစီဓမြတိုက်လူသက်အကျန်းဖက်လောက်တာတွေပုံမှုများလာပြီးတရက်ကိုကြေးဝအုပ်ချုပ်ရေးမှုတွေနဲ့ပြည်ကံပြိုးပါတီဝင်များနှစ်ဦးကနေသုံးဦးအထိနေ့စဉ်အကျန်းဖက်တပြက်ခံနေရကြောင်းသိရှိရပါတယ်ဟင်ဒါကတော့သူတို့ဦးကြီးအတိုင်းမှာတင်ထားတာပေါ့နော် ။ညောင်မြို့နယ်တောင်းတိုင်းဆရာတော်တပါ PDF အဖွဲ့မှာဖမ်းဆီးတယ်။ပူကင်းအေပရင်20မန္တလေးတိုင်းဒေသကြီးညောင်မြို့နယ်မတရောက်မြို့နယ်ခွဲတောင်ကုန်းကျေးရွာတောင်ကုန်းဖုန်းကြီးကျောင်းမှကျောင်းတိုင်းဆရာတော်ကယနေ့နဲ့9နှစ်ခွဲချိန်ကအကြမ်းဖက် PDF အဖွဲ့တွေကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်တဲ့နော်။ဒါကတော့ဒါတော့နောက်တစ်ခုကကျွန်တော်ပြောချင်တာကဒီကိစ္စတွေကကျွန်တော်ကျွန်တော်အမြဲတမ်းပြောတယ်ပေါ်တာဆွဲဆွဲလို့ရတယ်မလုံစားနဲ့เนาะကျွန်တော်တို့တိုင်းပြည် เนาะကျွန်တော်တို့တက်မတော်နဲ့တက်မတော်သားမိသားစုတွေเนาะအမျိုးစုံတိုက်ခိုက်ခံရတဲ့ဒီနာဇာကအစိုးရရဲ့အောက်မှာတက်မတော်ကာကွယ်ရေးအောက်မှာတိုင်းပြည်ကိုကာကွယ်မဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေရှိတယ်ဒီလူတွေကိုအမျိုးစုံเนาะအဖက်ဖက်ကဗတ်ပေါင်းစုံကနေတိုက်ခိုက်ခံရတဲ့အချိန်မှာเนาะတက်မတော်သားတွေကိုစစ်ကိုရေးလို့ပြောခံရတယ်เนาะတက်မတော်သားမိသားစုတွေကိုเนาะဘိုက်ကောက်တွေလုပ်ပြီးတော့เนาะအမျိုးမျိုးဒီ2023ဖေဖော်ဝါရီလတရက်နေ့အခင်းကျင်းကနေဒုက္ခပေးနေတဲ့အချိန်မှာ စစ်ကွေးလို့ခေါ်တယ်ဟုတ်တယ်ခေါ်ရတယ်ဘာမှဖြစ်ဘူးเนาะအဲ့တော့တမတော်သားတယောက်ဖြစ်ဖို့မလွယ်တော့တဲ့အချိန်မှာဟောတာဆွဲတာဆွဲပါเนาะဆွဲကျွန်တော်ပြောပြီးသားဆွဲလို့ရတယ်เนาะဆွဲလို့ရတယ်ဒါပေမဲ့ပတ်စံယူပြီးတော့မှဒီလိုမျိုးလှုပ်ရှားနေတာဒီကျွန်တော်တို့တမတော်เนาะတမတော်ကာကွယ်ဦးစီးချုပ်ပါဝင်တိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုကာကွယ်နေတဲ့တက်မတော်သားတွေစစ်မှန်တဲ့တက်မတော်သားတွေအယံဒုက္ခရောက်တယ် ရှင်ရမ်းမှာအသက်ပေးပြီးတိုက်နေတဲ့တပ်မတော်သားတွေအရန်ဒုက္ခရောက်ပါတယ်။ဘာလို့လဲဆိုတော့နော်အဲ့ရမဇဘဘုံမူးတို့နော်ခင်ဗျားတို့အခုဒါပြည်သူကသတင်းပေးလာတာနော်ဒီနေ့နေကင်းမှာတိုင်တန်းလာတာနော်ပြီးရင်အဲ့မှာပြဿနာတစ်ခုတက်နေတယ်နော်ကောင်လေးတယောက်ကိုအခုအဲ့ကောင်လေးကမတိတာယူမှုမြင်းကြံမတူတာမတိတာယူမှုရှိမှရှိတယ်နော်နော်အဲ့မှာအဲ့ရမကန်ကြောင်ကဂျီဝိုင်းကြီးလည်းတိလိုက်မယ်နော်ဂျီဝိုင်းဆိုတာကတော့ဒါတက်မတော်အနေနဲ့ယူသေးတမှုနဲ့ခေါ်တာဂျီဝိုင်းလို့ပါလို့ဆိုတော့ကျွန်တော်တက်ငယ်တယ်နော်အနည်းဆုံး ပုံမှန်ဖြစ်လာတဲ့ဂျီဝမ်ဆိုရင်၄၅နှစ်တော့ငယ်တယ်ကျွန်တော်တက်နော်ကလေးကနော်အကြောင်းကြမှာကြီးရဲ့တယောက်ရဲ့တောင်းကိုလာမသိဘူးပေါ့နော်ပစံ3220ဆိုလာမသိဘူးတောင်းပြီးတော့မှအဲ့မှာပြဿနာတက်နေတယ်အဲ့မှာပကံကြောင်မှညောင်ဦးညောင်ဦးမှဖြစ်နေတယ်ပြဿနာနော်ခင်ဗျားတို့တချို့တော့ထွေဥပ်တွေတချို့တော့မားသားပါမူတွေတချို့တော့လို့ကျွန်တော်ပြောတာနော်ခင်ဗျားတို့ပြီးမှကျွန်တော်ဒီလိုမျိုးပုံစံနဲ့ပဲအများအားပြောကြတယ်နော်ဟိုတချို့တော့နော်အဲ့ဒီတချို့တော့လို့ကျွန်တော်ပြောတယ်မားသားပါမူတွေထွေဥပ်တွေ နော်နိုင်ငံတော်နာဆာကဝန်ကြီးချုပ်တမ်မတော်ကာကွယ်ဥပဒေချုပ်အဘဒုချုပ်ကြီးတို့ဥဆောင်နေတဲ့အစိုးရတရက်ကိုနော်အောက်မှာလှုပ်ရှားပြီးတော့မှနော်တမ်မတော်ကိုပုံမားရိုက်ပြီးတော့မှအထင်အမြင်သိအောင်လုပ်နေတဲ့မာသဘာမှုတွေထွေအုပ်တွေရှိတယ်နော်အဲ့တော့အခုကြည့်နေတဲ့တချို့တော့ပြန်ရှဲရင်းလှုပ်လိုက်ညောင်ဦးကကြီးဝိုင်းသိတယ်နော်ကျွန်တော်ရှိရောက်လာပြီးအဲ့ကိစ္စတွေနော်ကျွန်တော်အေးဒီကိတိကမှာ နော်ကိုယ့်အတက်ကိုကိုမိသားစုကိုမနှမျောပဲနဲ့နော်တိုင်းပြည်ကိုပြုပြင်ကောင်းပြောင်းလဲစေခြင်းလို့ကောင်းစေခြင်းလို့အမှန်တရားကိုပြောတဲ့လူဆိုတာလက်ချိုးယူတယ်လို့ရတယ်နော်အဲ့တော့ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ဆိုတာညောင်ဦးကတောင်ဝင်တန်းဆောင်နေတဲ့ဂျီဝိုင်းကြီးသူသိတယ်မတ်တီတာယူမွန်လည်းသိတယ်နော်တရားလဲဆွဲထားတယ်ခမားတို့ယူတဲ့ပတ်စံ3နေ20လဲပြန်မပေးဘူးဟိုကအိမ်ပေါင်ပေးလိုက်တာနော်အိမ်ပေါင်ပေးလိုက်တာဒါပေမဲ့ခမားတို့ဖြစ်စဉ်အမှန်ကိုကျွန်တော်ကအတန်ပိုင်နေတဲ့ကွာထုတ်ပြမှာနော်ကျွန်တော်ကပေါ့လို့ပဲသားလိုင်းပေါ်မှာတက်ပြီးတော့မှပြောနေတာမဟုတ်ဘူးနော် တိုင်းချစ်ပြည်ကြီးစိတ်နဲ့ပြောနေတာเนาะအဲ့တို့တချို့တို့ရင်နေရာကိစ္စတွေပြင်မှုတွေမှာအများကြီးအနိုင်ကျင့်နိုင်တာရတာဒီเนาะဒီမှာဒီလိုစစ်တွေနဲ့ဆိုပေါ်ရဒီလိုစစ်တွေနဲ့မှန်ကန်တယ်ဆိုရင်မှန်ကန်တဲ့ရှေ့ကနေမမမမရက်ဒီမှာဒါအဲ့လိုစစ်တွေနဲ့เนาะတိုင်းပြည်ကိုအားလုံးမှပြုပြင်ပြောင်းလဲရမယ့်အခြေရောက်နေပြီဘောမှနေဖို့အခြေနေပြီဘောလည်းမကြမလို့မားပြာစောက်ချောင်းလည်းမရှိပါဘောကနော်ကိုဘောကိုတော့မှမလို့မနိုင်ဘူးအเจ้าရနော်အဲ့လိုရတော့တိုင်းပြည်တိုင်းကဒီလိုဖြစ်နေတဲ့အချိန်နော် အားလုံးအောက်မှာလှုပ်ရှားလို့ကောင်းနေကြတယ်နော်လှုပ်ရှားလို့ကောင်းနေကြတယ်ခင်ဗျားတို့ကတဘွားဆန်နေခင်ဗျားတို့ကနိုင်ငံနဲ့လူမျိုးတကယ်မချစ်ကြဘူးကိုယ်နိုင်ငံလူနိုင်ငံတိုင်းအချင်းချင်းဖိမရမယ်ပြည်ရမယ်ရှမ်းပေးရမယ်တယောက်နားမလည်မသိတဲ့အခက်အခဲကိုတယောက်ကဝင်တဲ့ဆိုရင်လေကူညီပေးရမယ်ဖြည့်ဆည်းပေးရမယ်မလုပ်ဘူးခင်ဗျားတို့ငွေနောက်လိုက်တယ်နော်ငွေများတရားနိုင်အာလှုပ်ချင်တာဒီခင်ဗျားတို့လှုပ်တယ်မြေခွက်တွေအခုနော်လာမယ်အခုထက်လာမယ်ပြင်ဦးတွေဒုံးဖို့ဒုံးဖို့ဆိုတာကဒီစင်မာချန်နဲ့နေနေချင်းလာမှာဘုံဖို့ရှိတယ် အရင်တော့တာဘူးဟောင်းနာမည်တာဘူးဟောင်းဘာမှနာမည်တွေတော့ပြီးတော့မှဒီစီရောပါဒီကနေ့ခုပြီးတော့အစိုးရနဲ့မတိပဲနဲ့ပုဂ္ဂလိကအချင်းချင်းအရင်ရတဲ့ဥက္ကရာဟောင်းတယ်နောက်အဟောင်းတွေကအဲ့တိုင်းဘူးတိုင်းဘူးဟောင်းရဲ့မိမရဲ့နာမည်တွေတော့ပြီးတော့မှနော်ဒီစီယုံမှာခရီးနေဖောက်လို့နော်အရင်တော့ဥကင်ညောဟွာဥဒက်ကြီးဘောက်တက်ကြီးမမတော်တို့နော်တော့ခက်တော့ချက်စုပင်စားတဲ့ပြည်သူတွေမှာသနာပါတယ်နော်ပြည်သူတွေကိုခင်ဗျားတို့နော်လုတ်ပိုင်ခွင့်ရှိတဲ့လူတွေကလိုက်လုတ်တယ်နော်လုတ်တယ် ခင်ဗျားတို့မှာကိုချင်းကဏ္ဍတရားသိမရှိကြဘူးလားဟမ်ကျွန်တော်ပြောချင်တာဟမ်ကျွန်တော်တို့ကတိုင်းပြည်ကိုဖျက်ဆီးမယ်လို့နော်တရားရဲ့မှန်တိုင်းကိုရိမ့်နိုင်ရိမ့်ရင်သွားမယ်လို့နော်အဲ့လိုလိုလူတွေဆိုကျွန်တော်ကကျွန်တော်တို့ကပေါ်ထုတ်မှာနော်ကျွန်တော်ပြန်မနိုင်ငံမှာစပီကာပဲဘာမှပေးတာလည်းမဟုတ်ကျွန်တော်ကကျွန်တော်ပေးတာလားကျွန်တော်မကျေနိုင်အစိုးရအဖွဲ့ဝင်ရနေပြီးတော့မှကျွန်တော်ကိုဖမ်းခိုင်းနေမိနော်ခဏတော့ကြံတဲ့ကောင်တွေတော့မဖမ်းခိုင်းနဲ့ခဏတော့လူရမဝင်ဘူးနော်အဲ့တော့ပြည်သူပြည်သူချင်းလည်းမပူပေါင်းဘူးမကူညီဘူးလက်မတွဲဘဲနဲ့ ဟိုတိုင်းမှုနာမည်သုံးချုပ်ဒီတိုင်းမှုနာမည်ပြီးမြေစင်းရောင်းကနေဒီကနေထုတ်ပေးဘလို့လို့ဖြစ်နိုင်ပါလေအဲဥစ္စာတွေကနော်အခုထုံးဖို့ထုံးဖို့ဆိုတာကျွန်တော်ပြောတယ်ဒီစင်မှာချမ်းအရှိမနော်အရင်တိုင်းမှုပေါင်းတယောက်ရဲ့အမျိုးသမီးနာမည်ကိုအသုံးပြုပြီးတော့မှနော်မြေစင်းရောင်းလို့ဘာလို့လုပ်နေတယ်ခဏလို့တော့ကျွန်တော်ပြောလိုက်ခဏလို့သိပြီခဏလို့ရှောင်းတော့ပြောပြီးသားပြည်သူကိုဒုက္ခမပေးကြနဲ့နော်ဒါမှမသိနားမလဲတဲ့နော်ပြည်သူကိုဒုက္ခမပေးနဲ့ကျွန်တော်တို့ကတရားကိုမျက်မျက်နှာနှာပြောမှာနော်ပြည်သူလူထုတွေလည်းကားတည်းနဲ့စီးသွားနော်စီးသွားတဲ့အချိန်မှာ ဆင်ကြည့်လိုက်ဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်ဘူးဆိုရင်ဒီပြည်သူဒီတိုင်းပြည်မှာတိုင်းပြည်ကိုဖျက်မဲ့ပြည်သူပဲဒီပြည်သူကနော်ဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်ရင်သူစည်းကမ်းမလိုက်နိုင်တော့ဘူးနော်ကားမောင်းလို့ကပတ်မပတ်ဘူးဆိုရင်သူစည်းကမ်းကိုမလိုက်နိုင်တော့ဘူးစည်းကမ်းကိုချိုးပေါက်တော့မယ်အဲ့တော့ရင်ထဲကဖမ်းမယ်အပြင်ရင်ထဲဖမ်းရင်ထဲအပြစ်ပြောမယ်ကိုကိုတိုင်ကစည်းကမ်းမလိုက်နိုင်တော့ဘူးနော်အဲ့တော့နားမလည်သေးတဲ့ပြည်သူတွေကိုကျွန်တော်တို့ကဒီလိုလိုင်းပေါ်ကနေပြီးတော့မှစပီကာတယောက်အနေနဲ့နော်ကုညီရမယ်ပြောပြရမယ်ခင်ဗျားတို့ပြည်သူကလည်းအစိုးရရဲ့အောက်က ထုတ်ထားတဲ့ခမားတို့ဆိုင်ကယ်စီးရင်တော့မှအုတ်ထုတ်မဆောင်တဲ့ကိစ္စတခုကိုခမားတို့ကမလိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့တိုင်းပြည်ဘယ်လိုတည်ဆောက်မလဲ။နော်အဲ့တော့ခမားတို့ပြည်သူကလည်းဟိုစီကန်းရှိရှိနဲ့နော်အစိုးရထုတ်ပြန်လာတဲ့ဥပဒေတွေကိုလိုက်နာပါ။နော်ဥပဒေတွေကိုလိုက်နာပါ။ပြီးရင်ခမားတို့ကမှမတရားအနိုင်ကျင့်တာတွေကိုလည်းအချက်အလက်နဲ့နိုင်ငံတော်အကြီးအကဲကြီးနော်နိုင်ငံတော်ဝန်ကြီးချုပ်ကြီးဦးမေအောင်လှိုင်နဲ့အဘာတူချုပ်ကြီးဦးစိုးဝင်းပြည်ထောင်ဝန်ကြီးချုပ်ကြီးဦးထွန်းထွန်းတော်နော်အရင်တော့ဥရပြေးပေါ့နော်ဦးထွန်းထွန်းတော်အဲ့လိုပဲတက်ဆိုင်ရလူကြီးတွေတိအောင် เนาะအောက်အချိန်မှာဖြစ်ပြနေတဲ့အရာတွေကိုတိုင်းပြည်ကိုကောင်းကျင်နေစိတ်နိုင်ငံကိုချစ်တဲ့စိတ်နဲ့စပီကာတယောက်အနေနဲ့ခင်ဗျားတို့ပြည်သူဘက်ကနေပြောချင်တာတွေခင်ဗျားတို့မပြောရတာတွေခင်ဗျားတို့မတရားအလုပ်ခံနေရတာတွေကိုကျွန်တော်ပြောပေးမယ်ကျွန်တော်လဲအသက်တွေရင်းလာတာပါเนาะဘာမှမဖြစ်ပါဘူးခင်ဗျားတို့အားရတော့လဲကျွန်တော်ကြောင့်အခုကျွန်တော်ကိုတိုက်ခိုက်လာတာကเนาะတိုက်ခိုက်လာတာကဒါကတော့တချောင်းတိုက်ခိုက်လာတဲ့ဥစ္စာပြီးမှကျွန်တော်ပြောပြမယ်နောက်တစ်ခုကဟိုပါပေါ့ဒီ လေးတွေဆောင်မိုးပဲပြန်ဖြေဖို့အရေးပေါ့နော်ဒီကလေးတွေဆောင်မိုးပဲပြန်ဖြေဖို့အရေးဟိုလာချိုးလာချိုးဘောပေါ့နော်ကလေးတွေဆောင်မိုးပဲပြန်ဖြေဖို့အရေးရကြတော့ကျွန်တော်တို့ပြောတာတနိုင်ငံလုံးအနေထားကသူဖြစ်တဲ့နေရာမှာပဲဖြစ်တာနော်သူတို့ပြောတဲ့လူကြီး6000ကျော်နော်အဲ့ဒီ6000ကျော်ကမလင်းလုတ်တဲ့နေရာဒေသတွေကိုပြန်ဖြေခိုင်းတာနော်ပြန်ဖြေခိုင်းတာပြန်ဖြေခိုင်းပြီးတော့ပြန်တက်နိုင်တဲ့လူတွေကျွန်တော်တို့များပြောတယ်ဗျဒီ grade 12ဆိုတာဘလူဘေးဝဘေးညာတွေ ်ခင်ဗျားတို့ကဂရိတ်တွဲမကောက်ဂရိတ်တာဒီပဲဖြစ်ဖြစ်ဂရိတ်ဖိုဒီပဲဖြစ်ဖြစ်အဲ့ဒါအရေးမကြီးဘူးเนาะအဲ့ဒါအရေးမကြီးဘူးတကယ်လို့